ခုတင်ဆက်ပေးမယ့်သတင်းကတော့ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာစက်ငတ်တက်ကိုရွာကူးဆန်းနေတာကြောင့်သတိပေးချက်ထုတ်ပြန်လိုက်တဲ့သတင်းပဲဖြစ်ပါတယ်။ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်းမှာစက်ငတ်တက်ကိုရွာကူးဆန်းမှုတွေဖြစ်ပွားနေတာကြောင့်အိမ်နီးချင်းနိုင်ငံတွေအနေနဲ့သတိပြုဖို့အတွက်သတိပေးချက်ထုတ်ပြန်လိုက်တယ်လို့သိရပါတယ်။ဘင်္ဂလားဒေ့ရှ်နိုင်ငံနဲ့မန္တလေး၁၈ခုနှစ်နောက်ပိုင်းပထမဆုံးအကြိမ်အနေနဲ့စက်ငတ်တက်ကိုရောဂါကူးစက်မှုကြေညာပြန်ပွားခဲ့တာပဲဖြစ်ပါတယ်။ မင်္ဂလာလေးဆိုရကယောဂကုသမှုဖြစ်နေတဲ့မွေးမြူရေးလုပ်ငန်းတွေကိုထိန်းချုပ်ကတတ်မှုတွေလုပ်ခဲ့တယ်လို့အဆိုပါနေရာနဲ့ထွတ်ထွတ်မှုရှိခဲ့တဲ့နေရာတွေကိုပါသိရှာထားရှိပြီးယောဂဘုကုသမှုကိုထိန်းချုပ်နိုင်မှုအတွက်ကြိုးပမ်းနေရလို့သိရပါတယ်။ဂျက်ဆိုလီပြည်နယ်မှာဖြစ်ပွားနေတဲ့ကျန်းကားတက်ကိုယောဂကုသမှုဟာထိခိုက်မှုအများဆုံးဖြစ်နေပြီးတော့စက်ကောင်ရီ1900ကျော်နဲ့ငှက်ကောင်ရီ3900ကျော်သိမ်းဆုပ်ခဲ့တယ်လို့မင်္ဂလာလေးဆိုရကသတင်းထုတ်ပြန်ခဲ့ပါတယ်။ ပြီးခဲ့တဲ့နှစ်အတွင်းကအမေရိကန်နိုင်ငံမှာတိကျိဆုံးရှုံးမှုကြီးမားတဲ့ကျန်းမာရေးကိုရောဂါကိုဆက်ပြပါမှုတွေဖြစ်ပွားခဲ့ပြီးကျအူတွေစနေနေ့ဈေးနှုန်းမြင့်တက်ခဲ့တဲ့အထိရက်ခတ်မှုတွေလည်းကြီးမားခဲ့ပါတယ်။ကျန်းမာရေးကိုရောဂါဟာလူသားတွေကိုလည်းကူးစက်နိုင်တာကြောင့်ဘင်္ဂလားဒေ့ရှ်ကျန်းမာရေးဝန်ကြီးဌာနဘက်ကကူးစက်မှုတွေကိုအများဆုံးထိန်းချုပ်နိုင်မှုအတွက်ကြိုးပမ်းနေရလို့သိရပါတယ်။ဒီသတင်းကိုတော့ညင်ကြအောင်ပါပို့လာပါ